ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒီဝါလီနေ့မှာမိသားစုတွေအားလုံးကပျော်ရွှင်စွာနဲ့ပဲဗျာဥတွေဖောက်နေတဲ့အချိန်နောက်တစ်ဖက်မှာတော့ချမ်းသာတွေချိန်မဖြစ်တဲ့တင်းစားကအခန်းထဲမှာငိုနေတော့တာပေါ့ငါတို့နဲ့ဒီဝါလီမကျင်းပါချင်တော့အရင်ကလွန်နေပြီ ဘာလို့များတင်းစားကဒီဝါလီနေ့မှာတော့ငိုနေရတာလဲဒီเจ้าတွေကိုသိရဖို့အတွက်လွန်ခဲ့တဲ့ရန်နေငယ်ကိုပြန်သွားကြည့်ကြတာပေါ့ဥပုပ်ပွဲနေ့မှာ ချမ်းသာတွေချွေးမတင်းစားကတရလုံးဥပုပ်ဆောင်ပြီးညဘက်မှာဥပုပ်ဖြေဖို့အတွက်ယောက်ျားဖြစ်သူဝနောက်ကိုစောင့်နေတော့တာပေါ့စာရီအစ်စ်လေးဝတ်ပြီးတော့သူတို့သမီးလေးလိုပြင်ဆင်ထားပါတော့တယ်တတော်လေးကိုနောက်ကျနေပြီလာထွက်သွားတာလဲနှစ်နာရီကြာသွားပြီအခုချိန်နဲ့သူကရုံးကနေပြတ်မလာသေးဘူးတတော်လေးကိုပိုက်ဆာနေပြီဟာ အဲ့နောက်မှာတင်းစားကသူ့ယောက်ျားကိုဖုံးဆက်လိုက်ပါတော့တယ်။ဘာလဲကွာဘာလို့ခဏခဏဖုံးဆက်နေရလဲ။ငါရေးကြီးစီဝေလုံနေတာမသိဘူးလား။ကျမဘက်မှာခဏခဏဖုန်းခေါ်နေလို့လေ။ညနေ9နာရီလောက်ကပဲတစ်ခါဖုံးဆက်ခဲ့တာ။ပြီးတော့ရှင်ကိုအိမ်ဆော့ဆော့လာခဲ့ဖို့ပြောတာ။12နာရီတော့ထိုးနေပြီ။ကျမခုချိန်နေဥပုံမဖြေရသေးဘူး။ပိုက်လေတော်တော်လေးကိုစားနေပြီ။ဒီလောက်လေးတောင်နားမလည်ဘူးလားကွာ။အလုကအရင်ကိုရေးကြီးနေတယ်။အဲ့လောက်တော့ဘိုက်စားနေတယ်ဆိုလေထမင်းသွားစားလိုက်ပါတော့လား။ မင်းကလေမင်းအတွက်ပဲမင်းတည်တယ်နောက်တစ်ခါဖုန်းမဆက်နေတော့ငါလုပြီးမှပြန်လာမယ်ဝနကဒေါသတကြီးနဲ့ဖုန်းချလိုက်ပါတော့တယ်ဒီချိန်မှာအတင်းစားကဝနရဲ့စကားတွေကိုနားထောင်ပြီးစိတ်မကောင်းဖြစ်သွားပါတော့တယ်ငါမှာတော့သူ့အတွက်ကိုဥပုပ်ဆောင်းထားပေးရတာသူကငေါ့တော်ပြန်ပြီးခက်ထန်တဲ့စကားတွေပြောနေတယ်နောက်တစ်ဖက်မှာတော့စင်ရတဲ့မိသားစုဝင်တွေဖြစ်တဲ့ရဲရင်ကအလုကန်နေအင်ကိုစောကြီးပြန်လာခဲ့ပါတယ်ဘုပြန်လာပြီ ဒီမှာကြည့်စုမော်ကိုမင်းအတွက်ဘာယူလာလဲဆိုတာကြည့်ကြည့်ပါဦးဝေါ့ပန်းကုံးလေးရလဲလှတယ်လို့လက်ကောက်လေးတွေရလဲလှလိုက်တာနော်မင်းအကြိုက်တွေ့ရလားလာကိုပန်ပေးမယ်ရင်းရင်ကစုမော်ရဲ့ဇပင်မှာပန်းကုံးလေးကိုပန်ပေးထားလိုက်ပြီးတော့လက်ကောက်လေးတွေကိုလည်းဝေးပေးလိုက်ပါတော့တယ်အဲ့နောက်မှာည9နာရီလောက်ကတည်းကခြံလေးထွက်သွားပြီး ကောင်းကင်ကိုကြည့်ရင်းနဲ့လှထွက်တဲ့အချင်းကိုစောင့်နေတော့တာပေါ့အခုချိန်ထိဘာလို့လှမထွက်ရသေးတာလဲ ဘယ်ချိန်မှလာထွက်မှာလဲ။ကျမထတ်တောင်ရှင်အားလောက်မြင်မြန်လေးထွက်ခန်းကျင်တဲ့ပုံပဲ။ကျမပြောသားပဲ။ရှင်ကိုဥပုံမဆောင်ပါနဲ့လို့ရှင်အားမနားမထောင်တာ။အခုတော့ဗိုက်စာနေပြီမှလား။ကိုရဲ့ချစ်လေးရဲ့ကိုကဗိုက်စာလို့မဟုတ်ပါဘူး။မင်းလေးကိုစိတ်ပူလို့ပါ။မင်းလေးကမနေ့ခရက်ကအခုချိန်ထိဘာမှလည်းမစားရသေးဘူး။ဒါကြောင့်မို့လို့လောက်မြင်မြန်လေးထွက်ခန်းစီချင်တာ။ဒီကမှောင်ရှင် အချိန်တန်ထွက်လာပါလိမ့်မယ်ခဏကြာပြီးတဲ့နောက်မှာတော့လလေးထွက်ပေါ်လာခဲ့ပါတယ် သူတို့နှစ်ယောက်လုံးကဥပုံဖြေလိုက်ကြရတာပေါ့အမေရေမြမြလေးထမင်းခိုးပေးပါတော့လားပိုက်စာနေပြီဟုတ်တယ်မရေညီမလေးလည်းပိုက်စာနေပြီအစကတည်းကနှစ်ယောက်လုံးထမင်းစားဖို့ပြောတာပဲလေညီမလေးတို့မှမစားကြတာအမတော်ဘာမှမစားရသေးတာညီမလေးတို့ကဘလို့လုပ်ပြီးအမထက်ရင်စားနိုင်မှလဲညီမလေးတို့ကမိသားစုပဲဟာပြီးတော့လေအမရေအတူတူထိုင်စားတော့မှပဲအရသာပို့ပြီးတော့တိုးလာလေ ဖွဲ့ရရမဟုတ်တဲ့သမင်းနဲ့ပင်းဟင်ကိုပဲတမိသားစုလုံးနဲ့အတူတူထိုင်ပြီးစားလိုက်ကြပါတော့တယ်။သူတို့မိသားစုလေးဟာပျော်ရွှင်မှုတွေနဲ့ပြည့်နေနေတော့တာပေါ့။နောက်တစ်ဖက်ချမ်းသာတဲ့မိသားစုမှာတော့နောက်ဆုံးတော့ရှင်ရောက်လာပြီပဲ။ကျမဥပုပ်ဖြေပေးပါအောင်ရှင်။သူတို့ညောင်လုံးကဝရဏဘုံကိုသွားလိုက်ပါတော့တယ်။အဲ့နောက်မှာလကိုကြည့်ပြီးတော့ဝဏကတင်းစားကိုဥပုပ်ဖြေပေးလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲတင်းစားကလည်းဥပုပ်ဖြေလိုက်ပါတော့တယ်။ အဲ့ချိန်မှာဝနကတင်းဆောင်ကိုကားတော့ပေးပြီးတော့ပြောလိုက်ပါတော့တယ်။ဒီမကြီးကိုမင်းအတွက်လက်ဆောင်ယူလာတယ်။လုံးဝမော်ရဲအစ်စ်လေးနော်။အဲ့ဒီကားထက်ဆိုင်ပန်းမဖြစ်ဖြစ်ပန်းကုန်မဖြစ်ဖြစ်ယူလိုက်တော့ပိုကောင်းမယ်။ဘာရီစဉ်းစားနေရလဲ။လာအောက်ကိုဆင်းကြမယ်။အောက်ထပ်ကိုရောက်တဲ့အချိန်မှာတော့ဟာကျမထမင်းခုလိုက်ရတော့မလားအတူတူစားကြမယ်လေ။အခုနဲ့တော့တင်စားနားလည်ပေးပါဦး။ တရလုံးရုံးမှာလွတ်လွတ်နေရတာပင်ပန်းနေပြီ။ညစာကိုလေရုံးကနေစားလာခဲ့လိုက်တယ်။အခုတော့ဘိုင်းမစားသေးဘူး။အိပ်ပဲအိတ်ချင်တော့တာ။တင်စားကလေစိတ်မကောင်းဖြစ်ပေမဲ့ဘာမှမတတ်နိုင်တာကြောင့်ဘာမှမစားမတော့ဘဲအိတ်လိုက်ပါတော့တယ်။နောက်နေ့မနေ့မှာတော့စုမုံရဲ့အိမ်မှာကောင်းပြီကိုလုံတော့ရမယ်နော်။အိမ်မှာလည်းရိတ်ခါတွေကကုန်တော့မယ်။ရက်အနေငယ်ကြာရင်ဒေဝါလီနေ့လည်းရောက်တော့မှာဆိုတော့ပတ်စံလို့တယ်။ကောင်းပြီလေကိုတထည့်ကိုပြောပြီးတော့လာစာကြိုထုတ်လာခဲ့မယ်။ ပြောကြည့်လိုက်နော်ပွဲတော်တွေလည်းရှိတာဆိုတော့အဲ့ဒီပွဲတွေအတွက်ဘယ်ကနေပတ်စံရမလဲမသိတော့ဘူးနောက်နှစ်လလောက်နေတေဝါလီနေ့လည်းရောက်လာတော့မှဘာမှစိတ်မပူနေစုမုံကိုတခုမဟုတ်တခုအစင်းပြောင်းကြည့်လို့လိုက်မယ်ဒီလိုပြောပြီးတော့ရဲရင်ကအလုတ်ကိုသွားလိုက်ပါတော့တယ်အဲ့နောက်မှာဇပေကတပြက်စီးလဲနေတော့တာပေါ့ညီမလေးနောက်တစ်ခါတပြက်စီးလဲပြန်ပြီလားညီမလေးကိုပြောထားရက်သားနဲ့အိမ်ရဲ့အလုတ်တွေအားလုံးအမတယောက်တည်းလှုပ်လိုက်ပါမယ်ဘာမှမဖြစ်ပါမရဲ့ မဝိုင်းကူပြီးတော့ဘာဖြစ်သွားမှမလို့လဲညီမလေးကအလုပ်တွေများကြီးကိုဘာလို့လုပ်မှလဲအိမ်အလုပ်မှလည်းဝိုင်းကူတယ်ပြီးရင်အဝတ်ချုပ်တဲ့အလုပ်ကလည်းလုပ်ရသေးတာအလုပ်တွေအားလုံးပြီးရင်ညီမလေးကအရင်ကပင်ပန်းနေရောအဲ့ဒါဆိုရင်လည်းကောင်းပါပြီအမညီမလေးကိုတခုပြောပြအမလည်းအိမ်အလုပ်တွေအားလုံးလုပ်ပြီးတော့ညီမလေးကိုလည်းအချုပ်တဲ့အခါဝိုင်းကူညီပေးသေးတယ်တကယ်ဆိုညီမလေးတောင်ဆက်ချုပ်နေရောအမဆီကတင်ထားတာဒီလောက်အလုပ်တွေများကြီးလုပ်တဲ့အမရောမပင်ပန်းလို့လားကဲ နှစ်ယောက်သားအလုံးနဲ့ပတ်သက်ပြီးရန်ဖြစ်ပြန်ပြီဘာမှမဖြစ်ဘူးနှစ်ယောက်သားညီတူမြတူဝိုင်းကိုလှုပ်ပေးလိုက်ကြအတူတူဝိုင်းလှုပ်တော့အလုတ်လည်းမြင်မြန်ပြီးတာပေါ့ညီမလေးလည်းအဲ့ဒါပြောတာအမေပြောတာမှန်တယ်အမရဲ့ဟုတ်ပါပြီအလုတ်တွေမြင်မြန်လှုပ်ပြီးတော့အချုပ်ဖို့အတွက်ထိုင်ရတာပေါ့ဘလို့ပဲဖြစ်ဖြစ်ဒေဝါလီနေ့ကနီးနေပြီဆိုတော့ပတ်စံပူရှာလို့ရသွားတာပေါ့အဲ့ဒါဆိုဒေဝါလီနေ့ကိုအကောင်းဆုံးဖြတ်တန်းလို့ရသွားလိမ့်မယ်အမီးရောက်မှနှစ်ယောက်လုံးကတယောက်ကိုတယောက်ရန်ကိုချစ်ကြပါတယ် အတူတူပေါင်းပြီးတော့အင်းလုတ်တွေကိုလည်းပြီးမြောက်အောင်လှုပ်လိုက်ပါတော့တယ်။အဲနောက်မှာဆက်ချုပ်ဖို့အတွက်လည်းထိုင်လိုက်ပါတော့တယ်။နောက်တစ်ဖက်ချမ်းသာတဲ့မိသားစုမှာတော့မတူစာထမင်းခုဖို့လှုပ်လိုက်တော့အဲ့ဒီချိန်တွင်ကျန်တဲ့သူတွေကိုထမင်းစားဖို့သွားခေါ်လိုက်မယ်။တင်းစားကထမင်းစားဖို့အတွက်အင်းခေါ်လာတဲ့အချိန်မှာရောက်ခမဖြစ်သူဒိုဟီမာကစူပါမားထိုင်ပြီးရီးကြည့်နေတော့တာပေါ့။ဝနာကလည်းပဲအဲ့ဒီဘေးနားမှာထိုင်ပြီးတော့ laptop နဲ့အလုပ်လုပ်နေပါတော့တယ်။အမေထမင်းခုခိုင်းထားတယ် ခူးလို့ပေးတာနဲ့အတူတူထမင်းစားကြမယ်လေနော်အေးကောင်းပြီချွေးမရေတင်းသားကသူတို့ကိုစကားပြောဖို့လုပ်ပေးမယ်လေဘသူကမှစကားပြန်မပြောတာကြောင့်နောက်တစ်ခါပြောလိုက်ပါတော့ရေဒီညဆန်ဒီဆိုတော့မူဘီကြည့်ကြမလားမင်းမတွေ့ဘူးလားဒီမှာလွတ်လွတ်နေရလေလာပြီးတော့နှောက်ရက်ပေးမနေနဲ့မင်းကြည့်ချင်တဲ့စကားတော့ကြည့်တင်းသားကအစိမ်းမကောင်းဖြစ်သွားပေမဲ့လေဘာမှတော့မပြောခဲ့ပါဘူးခဏကြာရင်နောက်မှာထမင်းခူးလို့ပြီးသွားပါတော့ရေညီမရေ ထမင်ခူလို့ကပြီးသွားပြီဒါဆိုအမလည်းပြန်တော့မယ်နော်အိမ်မှာကလေးတွေကအမကိုစောင့်နေလာမှာကောင်းပါပြီအမသူစားသူစားကထမင်ခူပေးပြီးတော့အိမ်ကိုသွားလိုက်ပါတော့တယ်တင်စားဟာနောက်တစ်ခါထပ်ပြီးထမင်စားဖို့ခေါ်လိုက်ပါတော့တယ်ထမင်စားကြမယ်လေအမေရှင်ရောပဲအရင်ဆုံးထမင်စားလိုက်ကြပါလားနောက်မှလွတ်လွတ်ကြပေါ့ကောင်းပြီသမီးရဲ့အမေလည်းပိုက်တအားစာနေတာကိုအလုပ်ပြီးရင်စားလိုက်မယ် ဒီနေ့ဆန်းနေပဲဟိုမိသားစုနဲ့တူတူထမင်းထိုင်စားပါလားကျန်တဲ့အလုပ်တွေကိုနောက်မှဆက်လုပ်လို့ရတာပဲလေဒီမှာကအလုပ်တွေကျန်နေသေးတယ်ထမင်းကနောက်မှစားရင်လည်းရနေတာပဲဟိုမင်းအဲ့လောက်တောင်ဘိုက်စာနေရင်လည်းအရင်ဆုံးမင်းပဲသွားစားလိုက်ပါလားမင်းလည်းအရင်ဆုံးထမင်းစားလို့ရတာပဲလေဟုတ်တယ်သမီးနောက်မှစားလို့ရတာပဲဟိုသူစားချင်တဲ့အခါစားပါလိမ့်မယ်အခုတော့အမေနဲ့သမီးပဲအရင်သွားစားကြတာပေါ့တင်စားဟာသူ့စိတ်ထဲကအကြောင်းတွေကိုဘယ်သူမှမပြောပြနိုင်ပေဖြစ်နေတော့တာပေါ့ အဲ့လိုစကားတွေကိုပြန်ပြီးပြောပြနိုင်မှုဆိုရင်တယောက်ကိုတယောက်နားလည်ပြီးအချိန်ပေးနိုင်မှပဲဖြစ်မှာပါအလောက်ကလူတိုင်းလုပ်ပေမဲ့အချိန်ကိုတော့လူတိုင်းကမပေးနိုင်ကြဘူးပေါ့နေ့ရက်တွေကုန်ဆုံးသွားပြီးဒီဝါလီနေ့လည်းနီးလာခဲ့ပါတယ်စွန့်မုံရဲ့အိမ်မှာစားတောက်ကကြက်တဲနေတော့တာပေါ့ဘေးဘူးကိုဖွင့်ကြည့်လိုက်ပေမဲ့ဘူးထဲမှာဘာမှကြံမနေတော့ပါဘူးအိမ်မှာစားစရာတွေကလည်းဘာမှမကြံတော့ပါလားအဲ့ဒီအပြင်ဒီဝါလီပွဲတော်ကလည်းနီးလာပြီဘာလို့ကမှမသိတော့ပါဘူး ဘာမှမဖြစ်ပါမရဲ့။အရန်ကြီးစိတ်ပူးမနေနဲ့။မြမလေးတီတခါဖောက်တယ်အများရထားတယ်။ပတ်စံလည်းအများရလာလိမ့်မယ်။အိမ်အတွက်လည်းစိုးရင်ဆရာမလိုတော့ဘူးလေ။ဒေဝါလီပွဲတော်အတွက်လည်းအဆင်ပြေသွားလိမ့်မယ်။မမတို့အတွက်နဲ့မြမလေးကအလုပ်တွေအများကြီးကိုစူးစမ်းလုပ်နေရတာ။ပါရီပြောနေလည်းမရဲ့။ဒီမိသားစုကမြမလေးရဲ့မိသားစုမဟုတ်လို့လား။အယူမလေးမြမလေးကိုဘသူကပြောလဲ။တိမိသားစုကညီမလေးရဲ့မိသားစုမဟုတ်ဘူးလို့တိမိသားစုကညီမလေးရဲ့မိသားစုပဲလေဒါဆိုလဲ ိသားစုတဲ့လူတယောက်ကမိသားစုအတွက်အများကြီးလှုပ်ပေးတင်တာပေါ့ဒါပေမဲ့ညီမလေးကအခုချိန်နဲ့ဘလောက်မှလှုပ်ပေးထားတာမဟုတ်ဘူးညနေဘက်မှာရင်းရင်ကအလုပ်ကနေပြန်လာခဲ့ပါတယ်သူ့မွေကိုလာတာရလာခဲ့တယ်ယူထားလိုက်နောက်တော့နောက်ကျတော့ပဲမယ်ရလာခဲ့ပြီဖရားရေကျေးဇူးတင်လိုက်တာဈေးဝယ်ဖို့အတွက်ပတ်စံရလာပြီဒီနေ့တော့ထမင်းမစားလိုက်နော်နောက်ပြန်ကြမှာဈေးသွားဝယ်လိုက်မယ်စုမွန်ကတမိသားစုလုံးနဲ့အတူထမင်းစားပြီးအိတ်လိုက်ပါတော့တယ် နောက်နေ့တရမှာတော့ဇပင်နဲ့စုမုံတို့ကပထမဆုံးစားနပ်ရိက္ခဝေဖို့အတွက်သွားလိုက်ကြပါတော့တယ်။ဦးလေးရေစံ3ကီလိုပဲ2ကီလိုနဲ့ကျုံ2ကီလိုပေးနော်။ကောင်းပြီ။စားနပ်ရိက္ခဝေပြီးတဲ့နောက်မှာတပြက်စီဝေပြီးတော့အင်ကိုပြန်လာတဲ့အချိန်တလန်းလုံးကအင်းမမှာတန်ရှင်းရေလုံနေတာကိုတွေ့လိုက်ရပါတော့တယ်။ဒီချိန်ပါပဲဝရဏဘောကနေအမျိုးသမီးတယောက်ကသူ့မုံရေဝတ်ဆောင်ရပြီလား။အော်ပြီးတာတော့ပြီးနေပြီ။နည်းနည်းလေးလက်စားတတ်ဖို့ကြံနေတာ။ မနှက်ပြန်မနှက်လာယူလိုက်နော်ဒေဝါလီအတွက်တန်ရှင်းလောရမှာမပြီးသေးဘူးမနှက်ပြန်လည်းမလာနိုင်တော့ထင်နေမနှက်ခုနှစ်နိုင်တည်းကစလုပ်ရင်တော့ညနေလောက်မှပြီးတာညနေဖက်အားမပဲလာခဲ့လိုက်မယ်နင်တို့ရောတန်ရှင်းတွေလုံနေပြီလားဒီညစပြီးတော့တန်ရှင်းလုံတော့မလို့ပဲမြင်မြန်လုံကြနော်အချိန်ဆွဲနေနောက်ကျသွားလိမ့်မယ်ဒေဝါလီပွဲတော်ကတအားနီးကပ်နေပြီသူတို့နှစ်ယောက်လုံးအင်ကိုသွားလိုက်ကြပါတော့တယ်နောက်တစ်ဖက်တင်စားရဲ့အိမ်မှာတော့အမေ တေဝါလီနဲ့ကနီးနေပြီ သမီးတို့ဒီတစ်ခါဘာလုပ်ကြမလဲသမီးရဲ့တေဝါလီအတွက်ဘာလုပ်ချင်သေးလို့လဲသူဆောက်ပြောပြီးအိမ်သက်ရှင်လှုပ်ခိုင်းလိုက်ပြီးကြသူ့ပတ်စံပို့ပေးလိုက်လေဟုတ်ကဲ့မေအိမ်ကိုတန့်ရှင်းလှုပ်ဖို့ကတော့သမီးပြောလိုက်ပါမယ်ဒါပေမဲ့အိမ်ကိုပြင်ဆင်ဖို့အတွက်လည်းလိုသေးတယ်လေသမီးတို့အိမ်ကိုလည်းတေဝါလီပွဲတော်အတွက်အကောင်းဆုံးပြင်ဆင်တဲ့နဲ့လမ်းနဲ့အိမ်တွေမှာဆိုတန့်ရှင်းလှုပ်လို့ပြီးလို့ပြင်ဆင်နေကြပြီသမီးရဲ့အဲ့ဒီအလုပ်တွေလည်းသူစာပဲလှုပ်လိုက်လိမ့်မယ် ။သမီးကဘာလို့စိတ်ပူနေရလဲ။ကျန်တဲ့သူတွေကစားလုံနေပြီဆိုတော့လေဘာဖြစ်လဲ။အမေတို့လည်းဒီနေ့စားလုံကြမယ်လေ။ဘလို့ပဲဖြစ်ဖြစ်အလုပ်တွေအားလုံးကသူစားပဲလုပ်ရမှာ။ဒါပေမဲ့အမေသူစားရဲ့အိမ်မှာလည်းတေဝါလီပွဲတော်ကျင်းမှာမလေ။သူ့ရဲ့အိမ်ကိုလည်းတန်ရှင်းလို့ပြင်ဆင်ရမှာ။သမီးတို့ရဲ့အိမ်မှာပဲတနေ့ကုန်တော့အလုပ်လုပ်နေလို့ဘယ်ဖြစ်ပါမလဲ။အခုတလောအိမ်ကိုလည်းသူကဆော့ဆော့ပြန်နေတာ။ဒီဝါလီပွဲတော်အတွက်လည်းအားလျက်ကယူမှာပဲလေအဲ့ဒါဆိုရင်လည်းတမီးရဲ့တမီးအဆင်ပြေတယ်ထင်တာလှုပ်လိုက်ပေါ့ ဒါပေမဲ့အဲ့ချိန်အတွင်းမှာပဲဒိုဟီမာရဲ့ဖုန်းလေးအသက်မြည်လာပြီးတော့ဒိုဟီမာကဖုန်းကင်လိုက်ပါတော့တယ်။တတ်မော်နင်းလားနင်းခတ်တာနဲ့ဝင်းဝါတို့လည်းပြောပြီးသွားရလား။ဒါဆိုမနေ့ပြန်ပါတီကဘယ်မှာကျင်းမှာမလဲ။အေးကောင်းပြီလေကောင်းပြီခတ်တာအိမ်မှာသေးချာရင်နော်။ငါမနေ့တည်းကနင်းဖုန်းကိုစောင့်နေရာတော်သေးတာပေါ့နင်းဖုန်းဆက်လာလို့တင်စားဟာဒိုဟီမာကိုအမှုရနဲ့ပြောလိုက်ပါတော့တယ်။ဒီချိန်မှာပဲဒိုဟီမာကခဏတာဖုန်းကိုကင်ပြီးတော့ တင်းစာကိုပြောလိုက်ပါတော့တယ်။သမီးရောအမေပြောစရာရှိတာပြောပြီးသားပြီ။အမေမှအချိန်တိတ်မရှိတော့ဘူး။သွားရမယ်နော်။ဒေါ်ဟီမာကဒီလိုပြောပြီးဖုန်းပြောင်းရင်းနဲ့ထလိုက်ပြီးတော့သွားလိုက်ပါတော့တယ်။တင်းစာကဘာတခုံးမှမပြောတော့ဘဲအထည်ကိုဝင်သွားပြီးသူ့စာကိုပြောလိုက်ပါတော့တယ်။လာညီမလေးဝိုင်းကူပေးမယ်။အတူတူအိမ်ကိုတန်ရှင်းလောက်ကြတာပေါ့။တင်းစာဟာသူ့စာနဲ့အတူထိုင်ပြီးအိမ်တန်ရှင်းရေးလောက်လိုက်ပါတော့တယ်။ တင်းစားကလှီကားဘော်ကနေတဆင်နေရံတွေကိုတန်ရှင်းရေလုပ်နေတဲ့အချိန်ချေချိုးသွားပြီးတော့လှီကားဘော်ကနေ ပြုတ်ကျသွားပါတော့တယ်။သူစားလေးအမြန်လာပြီးတော့တင်းစားကိုထူလိုက်ပါတော့တယ်။မြမလေးအစင်ပြေရလား။ဖះရရင်ငါခါတော့ကျိုးပြီလားမသိဘူး။အရင်ကနာတာပဲ။အမအခုချက်ချင်းအကိုကိုဖုန်းဆက်လိုက်မယ်။အရင်ဆုံးသူစားကတင်းစားကိုထူပေးပြီးအခန်းထဲကိုခေါ်လာပြီးတော့ထိုင်ခိုင်းလိုက်ပါတော့တယ်။နောက်မှသူစားဟာဝနောက်ကိုဖုန်းခေါ်ပြီးတော့တင်းစားကိုပေးလိုက်ပါတယ်။ ပြောလေဘာလို့ဖုန်းခေါ်လိုက်တာလဲကျမလေကားပေါ်ကနေပြုတ်ကျသွားလို့တော်တော်လေးလဲတန်ရာရသွားတယ်ဘာမှမဖြစ်ပါဘူးတက်တာသွားလိမ့်မယ်မင်းစိတ်မပူနဲ့ကိုအခုချက်ချင်းပဲဆရာဝန်ကိုဖုန်းဆက်ပေးလိုက်မယ်မင်းစီကိုဆရာဝန်ရောက်လာလိမ့်မယ်ရှင်အိမ်ကိုပြန်လာခဲ့ပါလားအိမ်မှာအမေလည်းမရှိဘူးခဏနေသူစားလဲအိမ်ပြန်တော့မှာဒီမကြည့်တင်သားကို့ကိုခွန့်လွပါနော်ကို့ပြန်မလာနိုင်ဘူးအရေးကြီးအစည်းအဝေးကိုတွားရမှာမလို့မင်းဘာမှစိတ်မပူနဲ့ဆရာဝန်လွတ်ပေးလိုက်မယ် မင်းလုံးဝတက်တာသွားလိမ့်မယ်ဟုတ်ပြီလားဒီလိုပြောပြီးတော့ဝဏ္ဏလေးဖုံးချလိုက်ပါတော့တယ်ခဏကြာရင်နောက်မှာဆရာဝန်ရောက်လာပြီးတင်းစားကိုစစ်ဆေးပေးလိုက်ပါတော့တယ်တော်ပါသေးတယ်အများကြီးတိတ်ဖြစ်မသွားလို့စီလေးလိမ့်ပြီးတော့တောက်စင်းနှစ်ရက်စာလောက်တောက်လိုက်ရင်တော့တက်တာသွားမှာပါကျေးဇူးပါဆရာဆရာဝန်ကတင်းစားကိုစေးပေးပြီးတော့တောက်လိုက်ပါတော့တယ်တင်းစားကစိတ်မကောင်းဖြစ်သွားပြီးတော့ဝဏ္ဏဘောမှာလာထိုင်နေတဲ့အချိန် သူရှိကစုမွန်တို့အိမ်မှာပျော်ရွှင်စွာနေပင်အားလုံးအတူတူပေါင်းပြီးတန်ရှင်းရေလုံနေကြတာကိုကြည့်နေလိုက်ပါတော့တယ်။ရရင်ကအေးရဲ့ channel မှာတပြည့်စည်းလဲနေပြီးတော့စုမဟာအဲ့ဒီအနားမှာပင်အဝိရှုံနေပါတော့တယ်။ရရင်ကတပြည့်စည်းလဲလို့ပြီးတော့တဲ့အချိန်မှာစုမွန်ကိုပြောလိုက်ပါတော့တယ်။ဓမ္မကြီးစုမွန်ကိုတချံလုံးကိုတပြည့်စည်းလဲပြီးသွားပြီဘလို့နေလဲ။ဝေါ။ရှင်ကတေချာလေးကိုတပြည့်စည်းလဲထားတာပဲ။လုံးဝတန့်ရှင်းသွားပြီ။ဒီလိုပဲဖြစ်ရမှာပေါ့။ကိုတေချာလေးလဲထားတာလေ။ ။နောက်ဆိုကိုမင်းကိုအဝတ်ဝိုင်းပြီးလျှော်ပေးမယ်။ရပါရဲ့ရှင်။ကျမဟာကျမလျှော်လိုက်ပါမယ်။ဘာလို့မင်းတယောက်ထဲလျှော်မှာလဲ။လျှော်ရမယ့်အဝတ်တွေကအများကြီးပဲ။စောင်းနေရောလျှော်ရအောင်မှာဆိုတော့ကိုဝိုင်းပြီးလျှော်ပေးမယ်။သူတို့နှစ်ယောက်ပေါင်းပြီးတော့အဝတ်လျှော်နေတဲ့အချိန်ဇပင်ဟာအင်းရဲ့နေရည်ကိုတီချာလီတန်ရှင်းရေးလုပ်နေတော့တာပေါ့။တကယ်ကိုကြက်ခိုးတွေများတာပဲ။အင်းကိုတန်ရှင်းလုပ်တာအပင်မဆုံးအလုပ်ပဲ။ဒီချိန်မှာသပင်ဟာအင်တေးကနေပြင်ကိုထွက်လာခဲ့ပါတယ်။အမ မြမလေးအိမ်ထဲကိုတန့်ရှင်းပြီးသွားပြီအလုပ်တော်တော်များများပြီးနေပြီအမအိမ်ကိုတန့်ရှင်းလှုပ်လှုပ်ပြီးသွားပြီဆိုတော့အိမ်ကိုပြင်ဆင်ဖို့ပဲကြံတော့တာပေါ့ဟုတ်တယ်အိမ်ထဲဝင်ပြီးတော့စဉ်းစားကြရအောင်စဉ်းစားကဗဒနာပေါ်မှာထိုင်ပြီးစွမ်းမုံတို့ရဲ့မိသားစုကတယောက်ကိုတယောက်ဝိုင်းပြီးကုလုပ်ပေးပြီးပျော်ရွှင်နေကြတာကိုကြည်ပြီးဝမ်းနည်းနေတော့တာပေါ့သူတို့ရဲ့မိသားစုကပစံချမ်းသာပေမဲ့အချစ်တော်မရှိကြပါဘူးစွမ်းမုံတို့ရဲ့အိမ်မှာအားလုံးကဝိုင်းထိုင်ပြီးတော့ နှက်ပြန်ကြတန်နေရက်ဆိုတော့ဈေးသွားပြီးအိမ်အတွက်ပစ္စည်းတွေလည်းဝယ်ရအောင်မယ်။ကောင်းပြီလေမနှက်ပြန်ဈေးသွားပြီးတော့အိမ်အတွက်ပြင်ဆင်လို့ရတဲ့ပစ္စည်းတွေတွေ့ရင်ဝယ်လိုက်ကြမယ်။ဒါပေမဲ့ရှင်ကပေုပ်သွားမလို့လဲ။ကိုလည်းမင်းနဲ့အတူဈေးသွားမလို့လေ။ဘာလဲကိုမနှက်ပြန်အလုတ်ပိတ်လို့လား။ဘလို့လို့အလုတ်ပိတ်မှလည်းညီမလေးရာအကူကတခြားသူရဲ့လက်အောက်မှာအလုတ်လုံနေရတာ။ဒါကြောင့်မအများကြီးနစ်နာနေတာပေါ့။ပိတ်ရလည်းမရသလိုတတိယခွင့်ရလည်းမပေးဘူးလေ။ ဒါပေမဲ့မနေ့ကပွဲတော်ရှိတော့အကူကညီမလေးတို့နဲ့အတူတူဆင်းရဲပြီးအချိန်ကုန်ဆုံးညင်တာအကူကူညီနိုင်တဲ့လောက်ကူညီပေးမှာပေါ့ဒါဆိုမနေ့ပြန်ကြတေဝါလီပွဲတော်အတွက်ပျောက်အိုးတွေမိဘတွေရောဝယ်ကြမှာလားဟုတ်တယ်သမီးလေးအတွက်အဖေပျောက်အိုးတွေရောမိဘတွေရောအများကြီးဝယ်လာခဲ့မယ်တကယ်လားယင်အရင်ကပျော်ဖို့ကောင်းမှာပဲသမီးတေဝါလီနေ့ကျရင်ပျောက်အိုးတွေအများကြီးဖောက်ပြီးတော့စော့မှာနော်ဟုတ်တယ်အရင်ကပျော်ဖို့ကောင်းမှာကျမအားလုံးအတွက်ထမင်းချက်ပြုတ်လိုက်မယ် ိနောက်မှာတော့စုမုံကမိမွေပြီးအလုံးအတွက်ထမင်းနဲ့ပင်းဟင်းကိုချက်ပြုတ်ပြီးကူးပေးလိုက်ပါတော့တယ်။အမေဒေဝါလီနေ့တော့အကြော်စားလို့ရမယ်မလား။နေ့တိုင်းနေ့တိုင်းထမင်းနဲ့ပင်းဟင်းဆိုင်ရိုးနေပြီ။ဟုတ်ပါပြီသမီးရဲ့။အမေသမီးအတွက်ဒေဝါလီနေ့ကျရင်ဟာလဝါပူရီကြောင်နဲ့နှုတ်ထမင်းလည်းလုပ်ပေးမယ်။ကောင်းပြီမေအရင်ကပျော်ဖို့ကောင်းပါပဲနော်။ဒီလိုနဲ့ပဲစင်းရဲတဲ့မိသားစုဟာအချိန်တိုင်းမှာတယောက်ကိုတယောက်ဖေးမှရင်ရှင်သန်နေကြတော့တာပေါ့ ဒါပေမဲ့တင်စားကတော့တယောက်တည်းအင်ကိုပြင်ဆင်လိုက်ပါတော့တယ်။တိန်လုံးကိုပန်းတွေမိတွေနဲ့လည်းအလှဆင်နေတော့တာပေါ့။တော်ပါသေးတယ်။အနည်းဆုံးအင်ကိုပြင်ဆင်တာပြီးသွားလို့ဒီနေ့ကတန်နေရက်ဆိုတော့သူ့မေးကြည့်လိုက်မယ်။ပစ္စည်းတွေကလည်းဝယ်ဖို့ကြံနေသေးတယ်။ဝနကခြံထဲမှာလက်ဖက်ရည်တောက်ရင်တင်းစားဖတ်နေတော့တာပေါ့။ဒီချိန်မှာတင်စားဟာသူ့စီကိုရောက်လာပြီးပြောလိုက်ပါတော့တယ်။ဒီနေ့ကတန်နေရက်ဆိုတော့ကျမတို့ဈေးဝယ်ထွက်ကြရအောင်လေ။ တန်တီရက်နေ့မှာပစ္စည်းအစ်စ်တွေဝယ်တာကောင်းတယ်လေဒီနေ့ပဲဈေးဝယ်ထွက်ပြီးတော့အိမ်တွက်အိုးခက်ပကံအစ်စ်တွေအိမ်ကိုပြင်ဆင်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေပြီးတော့ဒေဝါလီနေ့မှာဝတ်ဖို့အတွက်အဝတ်အစားတွေနဲ့ပြောင်းအိုးတွေပါတစ်ခါတည်းဝယ်လာလိုက်မယ်ဒီမှာယူလိုက်ကားတော့မင်းတယောက်ထည့်ဝယ်စရာရှိတာတော့ဝယ်လိုက်ကျောင်းကနေနေတော့ပိတ်ရက်ကတော်တော်ခက်ခက်ခဲခဲနဲ့ရလာခဲ့ရတာကိုဒီနေ့ဘဲမှမသွားချင်ဘူးခဏအနားယူချင်နေသေးတယ်ဒီစကားကိုနားထောင်ပြီးတင်းစားလေးဒေါသထွက်လာခဲ့ပါလေ လုံနာပေါ့ရှင်ရှင်ရှင်အတွက်ပဲရှင်ကြည့်တာပွဲတော်အတွက်မိသားစုတိုင်းကအတူတူပေါင်းပြီးပြင်ဆင်နေကြတာရှင်မှာတော့မိသားစုအတွက်ရောကျမအတွက်ရောအချိန်မရှိဘူးရှင်ကျမတို့အတွက်ဘာလုပ်ပေးတာရှိလို့လဲဘယ်အချိန်ကြီးကြီးအလုံးနဲ့မိတယ်နဲ့ပဲအချိန်ကုန်နေ啊အဲ့ဒီစကားကိုနားထောင်ပြီးတော့ဝနလေးဒေါသထွက်သွားပါတော့တယ်အဲ့နောက်မှာနှစ်ယောက်သားညှင်းခုန်နေကြတော့တာပေါ့အင်ကိုလာတော့အေးစင်းမနေရဘူးငါမင်းကိုမပြေဆုံးအောင်ထားထားလို့လား အိမ်မမင်းအတွက်ကားရီရောဇင်းခံပစ္စည်းတွေရောအားလုံးပေးရတာအဲ့ဒါလေပေါ်စီပေါ်စီလှုပ်လို့ကမပြီးသေးဘူးမင်းကလေတကယ်ကိုတန်ဖိုးမထားတတ်တာပဲတင်းသားကကားတော့ကိုဒေါသတကြီးနဲ့ပြစ်လိုက်ပါတော့တယ်ရှင်ကားတော့ရှင်ဟာရှင်ယူထားလိုက်ကျမဘာမှမလုပ်ချင်တော့ဘူးတင်းသားကအခန်းထဲကိုဝင်လာပြီးငိုလိုက်ပါတော့တယ်နောက်တစ်ဖက်မှာစွန့်မနဲ့ရဲရင်တို့ကဒန်ဒီရက်စ်နေအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုတွားဝေလာခဲ့ပါတယ်နေရာတိုင်းမှာဆိုင်တွေနဲ့လည်းစီကားနေတော့တာပေါ့ တို့နှစ်ယောက်ကတော့နေရင်းနေကြည်ပါဦးလားရှင် နေရာတိုင်းမှာပစ္စည်းတွေကဈေးကြီးနေတာကြီးပဲဟိုနားဆိုင်စီကိုတော့ကြမယ်ဘယ်သိနိုင်မလဲနော်ဈေးတတတတနဲ့ရရင်ရနိုင်နေတို့နှစ်ယောက်လုံးကအဲ့နားကဆိုင်ကိုတွားလိုက်ပါတော့တယ်အပြင်အစင်ပိုင်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုလည်းရောင်းချနေတော့တာပေါ့ဒီဘော်လီနေမှာပျော်ရွှင်ပါစေလို့ရေးထားတဲ့အလှပစ္စည်းလေးတွေကဘယ်လောက်လဲဗျလူပီ90ပါဘာပြောလိုက်တယ် ်ဦးလေးကမတရားကိုငွေညှစ်နေရပဲရူပီ30နဲ့တင်ရောင်းလို့ရတဲ့ပစ္စည်းကိုဈေးတင်ပြီးရောင်းနေတာဘာမှလည်းဟုတ်တာမဟုတ်ဘူးဒီလိုဆိုလဲကိုဟောင်ကိုပဲလှုပ်လိုက်ပါလားကိုဟောင်ကိုလှုပ်လိုက်မယ်လူလည်းမလို့ချင်မအောင်တော့ဟွန်းတရားနေသွားရအောင်တို့နေရာလုံးကအဲ့ဒီဆိုင်ကနေထွက်လာလိုက်ကြပါလေအဲ့နောက်မှာရင်းရင်ကပြောလိုက်တော့တာပေါ့စုံမရဲ့ကိုတို့တခုလောက်တော့ဝဲလိုက်တဲ့နာကိုတို့ရဲ့အင်တကားဝါလေးကိုပို့ပြီးတော့လှပသွားအောင်လို့ဒီဝါလီနေ့မှာပျော်ရွှင်ပါစေဆိုတဲ့စာသားလေးကိုကတ်လိုက်ချင်တာ။ ။ဘာလို့လဲဆိုတော့ကိုရိုရင်ကိုအလှဆင်စရာဆိုလို့လေဘာမှရှိတာမဟုတ်ဘူးလေ။ဘာမှစိတ်မပူပါနဲ့ရှင်။ကျမအဲ့ဒီထက်ကောင်းပြီးလှတာလုပ်ပေးမယ်။ရှင်ကြည့်နေလိုက်။အဲ့နောက်မှာတော့သူတို့နှစ်ယောက်ကအိုးခွက်ပကံတွေရောင်းနေဆိုင်လေးကိုဝင်လာခဲ့ပါတယ်။ပကံတွေရဲ့ဈေးတွေကိုကြည့်လိုက်ပြီးတော့ပစ္စည်းတွေအားလုံးကအရင်ကဈေးကြီးတယ်။ကျမအထင်ဒီတစ်ခါတော့အိမ်အတွက်ပကံအစ်စ်တွေမဝယ်နိုင်လောက်ထင်တယ်။ဘာမှစိတ်မပူနဲ့။ကိုကြည့်လို့လိုက်မယ်။ အရင်ကမှရင်းရင်ကအိုတူကိုတွေ့သွားပါတော့တယ်။အဲ့အိုဟာထူလိမ့်ထူပြီးလက်ကင်လေးပါပါတယ်။ဈေးကအရင်ကြည့်တာကြောင့်စွန်မဟာမဝေဘူးခဏခဏပြောပေမဲ့လည်းရင်းရင်ကဝေလိုက်ပါတော့တယ်။ဈေးဝယ်ပြီးတဲ့နောက်သူတို့နှစ်ယောက်ကအင်ကိုပြန်လာတဲ့အချိန်ကျမရှင့်မဝေပါနဲ့လို့တားတဲ့ကြားရှင်ပါလို့တလောက်ဈေးကြီးတဲ့အိုဝေရတာလဲရှင်။ကိုခဏခဏတွေ့မှုတယ်မင်းလက်ဖက်ရတဲတဲ့အချိန်ကျရင်အိုကလက်ကင်မပါလို့မင်းလက်လောင်းနေကြ။ ဒီအတွက်ကိုအစကလေးကတီးတံပဆန်ဆူထားတာ။ကဲပါအိမ်ပြန်ညံ့ရအောင်။သူတို့နေရာလုံးကဈေးကနေပြန်လာလဲကြပါတော့တယ်။တပိတ်လေးပိတ်ဈေးကနေပိစရီဝေးလာပြီးအားလုံးအတွက်စင်တူဝတ်စုံတွေကိုချုပ်လိုက်ပါတော့တယ်။ဒီဝါလီမတန်ခင်တော့ဝတ်ချုပ်လို့ပြီးသွားလိမ့်မယ်။စင်တူဝတ်ကြတာပေါ့။ထုတ်ပါပြီ။ဒါတွေအားလုံးကညီမလေးရဲ့ကြိုးစားမှုကြောင့်လေ။နောက်တစ်ဖက်မှာတင်စားရဲ့အိမ်မှာတော့ဓမ္မကြည့်တင်စား။မင်းတို့ကိုစာရီဝေးလာပြီးခဲ့တယ်။ ဒီဝါလီနေ့ကျရင်ဝက်လိုက်နော်လှတယ်မလားအရင်ကလှတယ်တင်းသားကမနောက်ကိုစကားသိမ့်မပြောတော့ဘဲအိန္ဒိယကနေထွက်သွားလိုက်ပါတော့တယ်တင်းသားဟာစုမုံတို့အိမ်မှာတမိသားစုလုံးပေါင်းပြီးအင်ကို ပြင်ဆင်ထားတာကိုခဏခဏတွေ့နေရပါတယ်အိန္ဒိယမှာတော့တင်းသားလေးစုမုံတို့ရဲ့အင်ကိုရောက်လာပါတော့တယ်စုမုံဟာအင်ကိုလှဆင်ဖို့အတွက်ပြင်ဆင်နေတော့တာပေါ့တင်းသားနင်မလားအိမ်ကိုတော်တော်ကြာမှလာလေတာပဲလာလေးအထဲဝင်ခဲ့ဟုတ်တယ်နင့်ကိုတွေ့ချင်လို့လာခဲ့တာပဲ ဒါနဲ့ဘာလို့ညာလဲရင်တိရွက်တွေပေါ်မှာတေဝါလီနေ့မှာပျော်ရွှင်ပါစေဆိုတဲ့စာတန်းရှိနေတာပြီးရင်တကားဝမှာချိန်မလို့လေဒီလိုလို့လေအဲ့ဒီစာတန်းနဲ့တူတူဘန်းကုန်းလေးပါတွဲလို့လိုက်အဲ့ဒါဆိုတကားဝမှာတန့်ပို့ပြီးတော့လှသွားလိမ့်မယ်အဲ့ညမှာတင်းစားကဆူမုံကိုဝိုင်းမီကူလုတ်ပေးလိုက်ပါတော့တယ်အိမ်ကိုပြင်ဆင်တဲ့အခါမှာလည်းဝိုင်းမီလုတ်ပေးတော့တာပေါ့သူတို့နှစ်ယောက်ပေါင်းပြီးအိမ်တူတူလေးကိုပန်းတွေနဲ့အလှဆင်လိုက်ပါတော့တယ်ဆူမုံ ဒေဝါလီနေ့ကျရင်ငါနေတို့နဲ့တူတူဒေဝါလီပွဲတော်ဆင်နွှဲလို့ရမလားပြတာပေါ့ပါမင်းစရာလို့လို့လဲငါတို့တူတူပေါင်းပြီးတော့ဒေဝါလီပွဲတော်ဆင်နွှဲကြတာပေါ့အဲ့နောက်မှာတင်းစားကအင်ကိုပြန်သွားလိုက်ပါတော့တယ်ဒီလိုနဲ့ပဲဒေဝါလီနေ့ကိုရောက်လာခဲ့ပါတယ်တင်းစားဟာဒေဝါလီနေ့မှာဝစ်စုံအစ်စ်ကိုဝစ်ဆင်ပြီးတော့အားလုံးကိုဖျားရှိခိုးဖို့အတွက်ခေါ်လိုက်ပါတော့တယ်ကျမတို့အားလုံးပါမေးဖျားရှိခိုးကြရအောင်လေ။ကောင်းပြီခဏနေကိုလာခဲ့မေးမင်းရင်သွားနေလိုက် တင်းစားကအရင်ဆုံးသွားပြီးတော့ကြာကြီးစောင့်နေပေမဲ့လည်းဘသူမှရောက်မလာကြပါဘူးတင်းစားဟာခဏခဏလာခေါ်ပေမဲ့ဘသူကမှသူ့စကားကိုလေးနဲ့မထားပေဒုံဟီမာကလည်းသူ့ရဲ့တငယ်ချင်းတွေနဲ့စကားပြောနေပြီးမနကလည်းမလာခဲ့ပါဘူးဒီချိန်မှာတင်းစားလည်းဒေါသထွက်သွားပြီးပြောလိုက်ပါတော့တယ်ဒီလိုနဲ့ပဲသူတို့ကြားကရန်မီးဟာပူပြီးတော့ကြီးမားလာခဲ့ပါတယ်။မင်းအချိန်နဲ့ရန်ဖြစ်ဖို့ကလွဲရင်တခြားဘာမှမသိဘူးလား။အချိန်နဲ့ရန်ဖြစ်နေတာကြီးပဲ။တကယ်ပါတော့ရဲ့ အဲ့တယောက်ကအချိန်နှန်းကိုရင်ဆနေရကြီးပဲ။ဘာပြောလိုက်တယ်။အားလုံးကတမီးအမှားပဲပေါ့လေ။မိသားစုဆိုတဲ့အတိတ်ပဲရောတိတ်ကြရဲ့လား။အရင်ကလွန်နေပြီ။ကျမလည်းစိတ်ညစ်လာပြီ။ကျမဒီကနေသွားတော့မယ်။နောက်တစ်ဖက်မှာတော့ဇပေးကဒီဝါလီမှာဝေဖို့အတွက်အားလုံးကိုဝတ်စုံလေးတွေချုပ်ပေးလိုက်ပါတော့တယ်။တမီသားစုလုံးကသပင်းချုပ်ပြီးထားတဲ့ဝတ်စုံလေးကိုဝတ်ပြီးပြင်ဆင်ထားကြရတာပေါ့အမေရဲ့စာရီကိုတေချာလေးချုပ်ပေးထားတာပဲတကယ်ပါတမီးရဲ့အရင်ကလှတယ် ဟုတ်တယ်အမလည်းသဘောကျတယ်ပြီးတော့တစ္ဆာရဲ့ဝတ်စုံကြည့်ပါလားတတော်လေးကိုလှတာနော်ဟုတ်တယ်ကိုရဲ့ဝတ်စုံရောပဲကိုတို့အားလုံးကစင်တူဝတ်စုံလေးတွေဝတ်ထားကြတာပဲဟုတ်တယ်လေညီမလေးကစင်တူဖြစ်အောင်လို့ကိုချုပ်ထားပေးတာပြီးတော့လည်းအခုတော်တီလို့စင်တူဝတ်စားတာခက်စားနေရလေအဲ့နောက်မှာအားလုံးတူတူထိုင်ပြီးဖျားရှိခိုးလိုက်ကြပါတော့တယ်အဲ့နောက်မှာစွန့်မော်လေးအားလုံးအတွက်မင်းမွေးပြီးတော့ဟာလဝါကိုလုပ်ခဲ့ပါတယ် နောက်တော့အလုံးဟင်းကိုချက်ပြီးအလုံးအတွက်ပူဒီပူပူလေးကိုလည်းလှုပ်ပေးလိုက်တော့တာပေါ့ကဲသမီးမြန်မြန်စားလိုက်ကြနော်ပြီးရင်အပြင်ကိုထွက်ပြီးအတူတူပြောင်းအိုးတွေဖောက်ကြမယ်ဓမီသားစုလုံးလည်းစားတောက်လိုက်ကြပါတော့တယ်ဒီနေ့မှာအရင်နေ့တွေနဲ့မတူတဲ့ဟင်းလျောင်ကို စားပြီးအလုံးကပျော်ရွှင်နေကြတော့တာပေါ့ဟာလဝပူရီယာအရန်ကိုအရသာရှိရပဲသမီးဟုတ်တယ်မေအရန်ကိုစားကောင်းတဲ့ဟင်းလျောင်အမေချက်ပေးထားတာပဲဓမီသားစုလုံးကပျော်ရွှင်စွာနေပြီးစားတောက်လိုက်ကြပါတော့တယ် နောက်တစ်ဖက်မှာတင်းစားကအင်မော်ကနေသွားဖို့လုပ်နေတဲ့အချိန်ဘယ်ဟူသွားမလို့လဲဒေဝါလီပွဲတော်ဆင်နွှဲဖို့အတွက်စွမွန်ရဲ့အိမ်ကိုသွားမလို့တင်းစားရဲ့စကားကိုနားထောင်ပြီးတော့ဒေါ်ဟီမာနဲ့ဝနာတို့လည်းစူပူလိုက်ပါတော့တယ်အဲ့ဒီဆင်းရဲသားအိမ်ကိုသွားပြီးတော့ဘာရမှာမလို့လဲပြီးတော့လေတမီးကိုအဲ့ဒီအိမ်မသွားရဘူးလို့ပြောထားပြီးသားလေအစတည်းကနင့်ကိုအဲ့ဒီအိမ်မသွားဖို့တားထားတာအခုလည်းသွားပြန်ပြီလားမင်းဘာလို့နားမလည်နိုင်ရတာလဲမင်းရဲ့စတန်ဒတ်ကိုဘာလို့လိုးပြအောင်လုပ်နေရတာလဲ အဲ့ standard လိုဖြစ်နေတဲ့သူတွေစီကိုတောတော့ပြီးတော့သူတို့ရဲ့စကားကိုနားထောင်ပြီးတင်စားကဒေါသထွက်သွားပါတော့တယ်။အဲ့နောက်မှာသူခံစားနေရတဲ့အရာတွေအလုံးကိုလည်းရင်ဖွင့်လိုက်တော့တာပေါ့။တော်လိုက်ပါတော့ရှင်အရောက်လွန်နေပြီ။ရှင်ကဘလို့စိတ်နဲ့သူတို့နှိမ်ကြတဲ့သူတွေလို့ပြောလိုက်ရတာလဲ။ရှင်တို့ပြောနေတဲ့ standard ဆိုတာလေတကယ်တော့သူတို့ကမှ standard height တဲ့လူတန်းစားတွေရှင်သိလား။သူတို့ကမိသားစုနဲ့တူတူဘလို့မျိုးနေထိုင်လဲဆိုတာလေ။ တကယ်တော့မိသားစုဆိုတဲ့အထိပ္ပယ်ကိုသူတို့ပဲသိတာကျမတော့ဒီရွှေလောင်အိမ်ကြီးထဲမှာပိတ်မိနေတဲ့အတိုင်းပဲဒီမှာနေရတာအသက်ရှူအောင်ကြက်တယ်အမေတို့ကသမီးပေါ့ဘာတွေလုပ်နေလို့လဲသမီးတယောက်တည်းဒီအိမ်ကြီးထဲမှာနေပြီးတော့အယူမှဖြစ်နေပြီလေအမေကအမြဲတမ်းအမေရဲ့တငယ်ချင်းတွေနဲ့အလုရှုပ်နေတာရှင်ကတော့ရှင်ရဲ့မီတင်ကဘယ်တော့မှမပြီးဆုံးနိုင်အောင်သမီးရဲ့အကြောင်းရောဘသူကစဉ်းစားပေးလို့လဲသမီးတန်ရရတော့ကလည်းဘသူမှတတ်တာလားတော့မမေးဘူးအမေတို့ကတော့တခြားသူတွေနဲ့ပဲအလုကိုပဲအချိန်ပေးနိုင်တာ ။သမီးအတွက်ဆိုအချိန်တွေကမရှိကြဘူး။အချိန်ရရင်ခဏလောက်ပဲဖြစ်ဖြစ်အိမ်ပြုံထွက်ပြီးကြည့်ကြည့်လိုက်။အားလုံးကတို့ရဲ့မိသားစုတွေအချိန်ပေးပြီးတယောက်ကိုတယောက်နားလည်ပေး။ဖေးမကူညီရင်းနဲ့ပေးနာမှရှိနေပေးကြတာ။သမီးတို့တော့ပတ်စံနဲ့ပဲပြစ်ပေါက်နေကြတာ။အိမ်ကိုပြင်ဆင်တော့ကလည်းဘသူမှအကူအညီမပေးသလိုဒေဝါလီပွဲတော်အတွက်ပစ္စည်းသွားဝယ်တော့ကလည်းလိုက်ပေးခဲ့တာမရှိဘူး။အခုပါလို့ရှင်တို့နဲ့ဒေဝါလီပွဲတော်ဆင်နွှဲရမှာလေ။ကျမသူတို့နဲ့ဆိုပို့ပြီးတော့တောင်မှမိသားစုလို့ခံစားရသေးတယ်။ အဲ့ဒါကြောင့်သူတို့နဲ့ပဲဆင်နွှဲဖို့သွားမှာမတားနဲ့တင်သားကဒေါသတကြီးနဲ့အင်္ဂါနီထွက်သွားလိုက်ပြီးစုမုံတို့ရဲ့မိသားစုနဲ့အတူတင်သားဟာဒီဝါလီပွဲတော်ကိုဆင်နွှဲလိုက်ပါတော့တယ်အမေပြောင်းဦးရီအားလုံးကကုံသွားပြီ အမေကိုခွလွတ်ပါတော့တမေအမေတို့မှပတ်စံသိမ့်ရှိတော့ရှိသလောက်နဲ့ပဲဝေလာပေးတာဘာမှစိတ်မပူနဲ့တစ္ဆာရင်အန်တီကတမေအတွက်ပြောင်းဦးရီအများကြီးကိုယူလာတယ်တင်သားကတစ္ဆာကိုပြောင်းဦးရီအများကြီးပေးလိုက်ပါတော့တယ် တစ္ဆာလေးပြောဦးတွေကိုကြည့်ပြီးအတော်လေးဝမ်းသာသွားပါတော့တယ်။အဲ့နေရာကိုအင်းနီနာချင်းကကလေးလေးဆွဲထလေပဲရောက်လာတော့တာပေါ့။တစ္ဆာကြီးငါတို့တူတူပြောဦးဖောက်ကြမလား။ဖောက်ကြမယ်လေ။လာသွားကြမယ်။တင်စာငါတို့လည်းတူတူပြောဦးဖောက်မိပန်းဖောက်ကြမယ်လေ။ဒီလိုနဲ့ပဲတင်စာကသူတို့နဲ့တူတူမိပန်းဖောက်လိုက်ပါတော့တယ်။အဲ့မြင်ကွင်းကိုဝရဏဘောကနေဝဏနဲ့ဒေါဟိမာတို့လည်းကြည်နေကြတော့တာပေါ့သူတို့မိသားစုကလွဲပြီးကျင်းတဲ့မိသားစုတွေဟာပျော်ရွှင်စွာနေပြီး ဒီဝါလီပွဲတော်ကိုဆင်နွှဲနေတာကြည့်ပြီးသူတို့အမားကိုနားလေသွားကြပါတော့တယ်။အိမ်တော်မှာတင်စားရဲ့နားကိုရောက်လာကြတော့တာပေါ့။အခုကြမှာပါလို့တီကိုရောက်လာလဲ။ဘာလဲ။ဒီကိုလာပြီးတော့လဲဒီဝါလီပွဲတော်ဖြက်စီးချင်သေးလို့လား။မဟုတ်ရပါဘူးသမီးရဲ့။အမေကိုခွင့်လွှတ်ပါနော်။အမေမှားမှန်တိပါပြီ။ဟုတ်တယ်။ကိုယ်လည်းခွင့်လွှတ်ပေးပါ။ကိုကအားလုံးနဲ့အတူဒီဝါလီပွဲတော်ကိုဆင်နွှဲဖို့အတွက်လာခဲ့တာပါ။ ဒါပေမဲ့ကျမတို့ရှင်တို့နဲ့အတူတူဒေဝါလီပွဲတော်မဆင်နွှဲခြင်းဟုတ် Please တင်သာကိုကိုခွန့်လို့ပါနော်ကိုရရဲ့အမားတွေအတွက်လည်းတောင်းမနာမလိုလောက်သေးပါဘူးဟုတ်သားပဲတင်စာရဲ့ခွန့်လို့လိုက်ပါအနည်းဆုံးသူတို့ရဲ့အမားကိုလက်ခံနေပြီပဲဟာပြီးတော့လေမိသားစုထဲမှာကတောက်ကဆဖြစ်တတ်တာပဲလေဟုတ်ပါတယ်ဒါပေမဲ့တခုတော့သတိထားဖို့အဲ့လိုအမမျိုးနောက်တစ်ခါမလုံးမိစေနဲ့အဲ့ဒါဆိုလဲပြီးရပါပဲကြောက်ဦးဖောက်ကြရအောင်နောက်ဘယ်တော့မှမဖြစ်စေရတော့ပါဘူး ဒီလိုနဲ့ပဲစင်းရဲတဲ့မိသားစုနဲ့ချမ်းသာတဲ့မိသားစုနှစ်စုပေါင်းပြီးအတူတူဒီဝါလီပွဲတော်ကိုဆင်နွှဲလိုက်ကြပါတော့တယ်။နောက်ဆုံးမှာတော့တင်စာကလည်းသူ့ရဲ့မိသားစုနဲ့အတူဒီဝါလီပွဲတော်ကိုဆင်နွှဲခွင့်ရခဲ့ပါတော့တယ်။အဲဒီနောက်မှာအားလုံးအတူတူကြောက်ဦးဖောင်ရင်ဒီဝါလီပွဲတော်ကိုပျော်ရွှင်စွာနဲ့ပဲဆင်နွှဲလိုက်ကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။